ားကလာပိုင်းမှာခင်ဗျတတ်မလို့ဆွဲချောင်းလေးရက်နေမှာဘောဗျလာပိုင်းမှာရက်မရက်လို့ဗျာဒီဖားဒီဖားကမျိုးအနီးရောက်လာတော့ကတ်တယ်ဖားကမျိုးဒီမှာလက်ရှိနေပြီးတော့ချက်ရှင်းတယ်တပတ်မှာကျွန်တော်အင်းတော့လည်းတက်လာလေးဆွဲချောင်းလေးရှိတယ်တော့ချက်ရှင်းတယ် PI မှာအဲ့လောက်အင်အားမရှိတော့အစိုးတော့က PDF ကိုစိတ်ခေါ်တာမင်းတို့ဂျိုင်းဘူးအုတ်ချွေဘူးအစ်စ်မပြောနဲ့မင်းတို့ပင်ကုန်းဦးချနေတဲ့မင်းအွန်လိုင်းဟာမင်းအွန်လိုင်းတော့ PDF အတက်ကြားရင်နေစရာလည်းမရှိဘူး ဟယ်လိုချားရမီဝဘီတူညီကောမော်နမများအလုံးမမင်္ဂလာပါ news bit channel ကနေပြန်မချိုးဆိုလိုက်ပါတယ်2025ခုနှစ်မေလ26ရက်နေ့ရကျွန်တော်တို့ဂျာတပရိနေမှာပိုင်းဗီဒီယိုတင်ဆက်မှုအနေနဲ့ဒီနေ့မနေ့မှာဆိုတော့နောက်ဆုံးချားတရတဲ့တော်လန်တဒင်းတူတဒင်းကောများဆိုရှိတာဖြစ်ပါတယ်ကျွန်တော်အယုံဆုံးနေတဲ့ခါတိုင်းလိုပဲတဒင်းတူတဒင်းထိုးလေးတွေကြည့်လိုက်ရအောင်နော် promotion တဒင်းတဘို့အနေနဲ့ကတော့ကရင်ပြည်နယ်ထမ်းမြန်မာနယ်စပ်တေဘို့ဘုစကန်ကိုစစ်ကိုလာတဲ့အင်အား80ကျော်ပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကို ကန်နယ်လေးပူအောင်တရီကနေပြီးတော့မှချိန်မွန်လိုက်ပြီးတော့မှစစ်သား30ကျော်ရှင်ဖမ်းမိပြီးအများပြတေဆုံးသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့ဒီအထက်မှာစစ်သား10ဦးထက်မနည်းအောင်ဆိုတော့ထိုင်းငံဘက်ကိုထူပေးသွားတယ်လို့လည်းကျွန်တော်နောက်ထပ်သိရတာဖြစ်ပါတယ်။ထိုင်းဘက်ကိုထူပေးသွားတဲ့10ဦးကျော်တဲ့ထိုင်းစစ်တပ်နဲ့ပြည်သူစစ်တွေကဖမ်းမိထားတယ်လို့သိရတယ်။အဲ့ဒီစစ်ကြောင်းကထိုင်းဘက်ကနေလက်ဝင်လာတဲ့စစ်ကြောင်းပဲဖမ်းမိတဲ့စစ်သားတွေကိုထိုင်းကဘာလို့မလဲတော့မသိရသေးဘူးဆိုပြီးတော့မှ စေရေးတည်မြင့်ကနေပြန်မပြောဆိုထားတာဖြစ်ပါတယ်။ကျွန်တော်ခုဆိုရင်ဒီနယ်စပ်စီးမြင်တရော့မှာရှိတဲ့စစ်ကောင်စီရဲ့စစ်စခန်းတွေနဲ့ပေါ့နော်ကာကင်စခန်းတွေကိုကျွန်တော်ကန်နယ်လေးပူးပေါင်းတဲ့နေရာနေပြန်မတိုက်ခိုက်သိမ်းပိုက်နေတာပြန်မမကြခင်မှာတော့ကျွန်တော်ရဲ့နယ်စပ်စီးမြင်တရော့မှာဆိုတော့စစ်ခွေးတွေကင်းစင်သွားမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။ကျွန်တော်ဒီကန်ယူကနေပြီးတော့မသိပ္ပယရှိထားတဲ့စကားတွေကဆိုတော့တော်တော်လေးများနေတာပြီးတော့မှအဲ့ဒီတောင်ပိုင်းတိုင်းကနေတဆင့်ကျွန်တော်ပြည်မာထဲကိုတဖြည်းဖြည်းဝင်လာမယ်လို့လည်းကျွန်တော်နောက်ထပ်ကြားသိရတာဖြစ်ပါတယ်။နောက်ထပ်သတင်းတပုတ်အနေနဲ့ကတော့ မန္တလေးတိုင်းမလိုင်မြို့မှဇေနီမှာစစ်ကောင်စီတပ်ကအမျိုးသမီးတွေကိုပေါ်ပေါ်တာဆွဲသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဆယ်ယောက်လောက်ပါသွားတဲ့မိန်းကလေးတွေလည်းပါတယ်လို့သိရတယ်။ဇေပတ်လည်းအချိန်ကောင်းဝင်ဆွဲတယ်ဆိုပြီးမှလူထုတရင်ကွန်ရဲ့မလိုင်မြို့အတောင်ရှိသူတို့ကလည်းပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်။ဖျားထဲမှာတဆွဲထားတဲ့စခ20လောက်ရှိတယ်ဆိုပြီးမှလည်းဆက်လက်ပြောဆိုထားတာဖြစ်ပြီးတော့မလိုင်မြို့ပေါ်မှာဆိုမောင်းနေနေတဲ့ဘုံကြီးကားပါတဲ့ကားပေါ်လုံငယ်တွေလည်းစစ်တပ်ကလည်းပြီးတော့ ဖန်စီခဲ့ပြတဲ့နောက်ပိုင်းမှာပြန်လို့ပေးခဲ့တယ်လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်။စစ်ကောင်စီတပ်ကတော့တတပြုံးတိမှုများပြားလုံလို့ကိုခုဆိုရင်အမျိုးသားတွေထမကအမျိုးသမီးတွေကိုပေါ်ပေါ်သာဆွဲဖန်စီနေတာပဲဖြစ်ပါတယ်။အထူးသဖြင့်မျိုးကြီးပြကြီးတွေမှာနဲ့တို့တို့ရဲ့ပေါ့နော်ထင်းချုပ်စုမထားပါတယ်ဆိုတော့မျိုးသချို့မှာဆိုတော့စစ်ကောင်စီနေနဲ့ထင်းတိုင်းကျကျွန်တော်တို့ပြည်သူတွေပေါ်မှာရစ်စရုံမှာပြတော့မှပြည်သူအလုံးကိုစစ်ထဲတည်တင်းတွင်းပို့မဲ့မျိုးအားတွေကိုစတင်ပြတော့မှအုံပြလာတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးနေတဲ့ချက်မှာကတော့ PDF တွေကိုလုံးဝ view မဆိုင်ဘူးဆိုပြီးတော့မှအချောင်းစင်ခေါ်ပြီးတော့မှအ short ခံလိုက်ရတဲ့စစ်ကောင်စီခန့်ရိုင်းမွေးကြောင်းကိုဆရာလူမျိုးကျော်နဲ့ပြီးတော့မှတင်ပြပြောဆိုထားတာပဲဖြစ်ပါတယ်။ဆရာလူမျိုးကျော်ဘယ်လိုမျိုးတွေဖတ်ထားမလဲဆိုတာကျွန်တော်စချစ်လိုက်ရအောင်နော်။လမ်းမမျိုးမှာ PDF ကို view ဆိုင်ရမယ်လို့ကျွန်တော်အဆက်ကပြောတယ်။ PDF တွေကို view ဆိုင်ပါ။အဲ့ဒါကိုမတော်မနှမ်းနဲ့ PDF တွေကို view ဆိုင်ဘူးကွာလို့စိန်ခေါ်လာတဲ့ရိုင်းမွေးထွန်းထွန်းအရင်ကတည်းကတံပြောင်နဲ့3800နှစ်တက်ခွဲတော့ မေလ29ရက်နေ့မွန်လွဲ့တနာ ਈ လက်ပရပပရိစုသွားမှာနေထိုင်နေရိုင်းမှုထွတ်ထွတ်သူကစစ်တပ်နဲ့ပေါင်ပြီးစစ်တပ်ကြီးတွေအသွားပြန်လုပ်ပြီးထောင်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 နဲ့ပြန်လာတဲ့အချိန်မှာ3800နှစ်တက်ခွဲတုံးတက်ခွဲနဲ့ရဲပေါ်များကထိုင်ရှော့ဆလိတ်လေးဖြွာရင်းတိုက်ခတ်လိုက်ရပါတယ်ရန်သူတောက်တိုင်းရန်သူနဲ့တံတန်းတစားတဲ့တတ်မှတ်ပြီးတော့ပြစ်ကတ်တိုက်ခိုက်လက်ချင်းဖြစ်ပါတယ် လူငယ်တွေကိုစစ်မှုထမ်းမှုအတင်းအဓမ္မပေါ်တာဆွဲတယ်အိမ်ပေါ်တက်ပြီးပေါ်တာဆွဲတယ်ဂျွာကလူငယ်တွေလုံးဝမနေနိုင်ဘူးအဲ့တော့ဒီလူလူတွေကိုတရင်ပေးပြီးစစ်တပ်ဖမ်းလိုက်တယ်အစိုးတုံးက PDF ကိုစိတ်ကြော်တာမင်းတို့ယာယီမှုအုပ်ချုပ်ရေးမှုအဆင်မပြောနဲ့မင်းတို့ဖင်ကုန်းဦးချနေတဲ့မင်းအောင်လိုင်ဟာမင်းအောင်လိုင်တော့ PDF အသက်ကြာရင်နေစရာတရားမရှိဘူးဟင်းတောက်ကြီးတွေမှာပန်းလာလောင်မင်းကြက်တဲ့ PDF တို့ဆက်ဆိုတာလူများကြောပြောထားခြင်းနေ အဲ့တော့မြင်းကြံမျိုးကိုမနေ့ကပြောတော့မင်းကမြင်းကြံမျိုးကိုသိမ့်မယ်ဆိုတော့ဒီနေ့ကျတော့တစ်မျိုးဖြစ်သွားတယ်အဲဆိုတော့ပြောပြအဲ့မြင်းကြံမှာခရံရုံရဲတဲ့နန်းကြောင့်ဇီးကြံဇီးကြံစစ်တပ်ဂိတ်တွေကိုတိုက်တဲ့ဘွေမအောင်မိတ်ကတော့ပြီးသောရီရှိဦးပါတည်သေးတယ်ဘောမလေးငါချန်တယ်လာပြီးတော့မညောင်နဲ့မင်းကိုကိုကိုတတ်သိခြင်းသိပေါက်သွားလိမ့်မယ်လူမြတ်ကျော်လာလာနားထောင်ချောင်းချောင်းမကြည့်ဘူးဆိုတော့မနေ့ကကြောက်ပြုတ်ကိစ္စကိုကျွန်တော်ပြောခဲ့သေးတယ်နော် ကျောင်းပြွာလူမျိုးစုကတော့တတိယနောက်တစ်နေ့တနေ့ပတ်သွားနေရတယ်ကျွန်တော်လည်းမောလာပါတော့ဒီကအစိုးရဖွင့်ခုတချို့ဖွင့်နေတယ်ကျွန်တော်လက်လက်ပြောပါဘူးကျွန်တော်အခုဘာဖြစ်နေလဲဆိုတော့စိုင်းစရာလိုပဲအော်မလေး၆လုံးပတ်နဲ့လက်နက်ဖက်လုံးမအားရဘူးပြောပြရမယ်ရန်သူဘက်စစ်တပ်ရဲ့ဝါရဖြတ်ချီတွေကိုလည်းအင်းနဲ့အားနဲ့ပြန်ရင်ဆိုင်ရတယ်ကျွန်တော်မလေးကျွန်တော်ကျွန်တော်စိတ်ထဲမှာပြောတာပါဒါပေမဲ့ရန်သူကအဲဒီဘောတော့ဖြတ်ချီရဲ့ဝါရဖြတ်ချီစိတ်သက်စစ်စင်ရူးလေကျွန်တော်ပြင်းပြထန်တာကျွန်တော်တုတ်ပြန်မှုစူးစမ်းတယ်အများကြီးစူးစမ်းတယ် ပြည်သူလူထုကိုလည်းအောင်ပွဲဗိုင်းစကားစိတ်ခွန်အားရစေတဲ့အခြေအနေမျိုးရောက်အောင်လုပ်ရသေးတယ်။အဲကိုယ့်တော်လှန်ရေးကလူတွေပေါ့နော်မတော်မနှမ်းနေဘူးဒိုင်းပေါ်မှာလည်းရံဖြစ်တဲ့အဖွဲ့ကတသက်ရှိခဲ့ဗန်ဆယ်လူအုပ်စုနဲ့ဟိုကနေချနေကြတယ်။သူတို့ကိုလည်းကျွန်တော်တို့ကလှမ်းလှမ်းပြောပါသေးတယ်။အဲဒါကလောက်လာလာနှစ်နဲ့ချီနေပြီလေ။ဒါတော့ဆရာလူမြတ်ကျော်အောင်ပြီးတော့မှခုဆိုရင်စစ်ကောင်စီခန့်ပေါ့နော်။ရိုင်းမိုးကဆိုရင် PDF တွေကိုစင်ကိုပြောဆိုမိလို့အလျှော့ခံလိုက်ရတဲ့ဆိုတဲ့အကြောင်းပြောဆိုထားပဲဖြစ်ပါတယ်။ဒီလိုမျိုးကျတို့ပြည်သူလူငယ်တွေကိုပေါ်သားဆွဲဖမ်းဆီးပြီးတော့မှငွေကြေးအတင်းချင်းချောက်ပြီးတော့ ငွေညစ်နေကြတဲ့အုပ်စုတွေအားဆိုတော့သူတို့ရောက်ဆုံးတွဲလိုက်ဆိုတော့ငရဲလန်ဖြစ်တယ်ဆိုတော့တို့ကျွန်တော်တော်လိုင်းရဲဘော်တွေကနေပြီးတော့မှဖျက်တာပေးလိုက်တာပြီးတော့မှနောက်တက်လာမယ်ပေါ့နော်စစ်ကောင်စီခန့်ဒလန်အုပ်ကြီးတွေအနေနဲ့အခုလိုမျိုးဆက်လက်ပြီးတော့မှရုံမာနေဝင်ဆိုတော့သူတို့ရဲ့ရှေ့ကနောက်တော်ကြီးတွေတိုင်းလမ်းစဉ်ကိုထပ်ပြီးတော့မှလိုက်သွားရမယ်ဆိုတဲ့အကြောင်းလဲကျွန်တော်တို့ဘက်ကနေပြီးတော့မှဖျက်တာလိုက်တာပဲဖြစ်ပါတယ်မြင်းချမ်းမျိုးတိတ်တဲ့ဘွဲကဆိုလဲကျွန်တော်တို့တစ်ဖက်မှာဆိုတော့စတင်လိုက်တာပြီးတော့မှ မြင်းချန်တောင်သားနဲ့ထိုးကြီးစားတဲ့ကျွန်တော်တို့အညာခရိုင်အထူးစစ်စင်အနေနဲ့လွှတ်ဆောင်နေကြတာဖြစ်ပြမှာစစ်ခွေးတိုင်းအနေနဲ့ကတော့ခုချိန်မှာတော့ကြာဆုံးများနေတယ်လို့လည်းကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အခုလိုမျိုးကျွန်တော်တိုင်းပြည်နယ်လူမျိုးကိုဖြစ်လို့ပဲစီပုံစံနဲ့လှုပ်ဆောင်နေတဲ့စစ်ကောင်စီကိုနောက်ကွယ်နေပြီးတော့မှကြောက်ထောက်နှုတ်ခံလို့ပေးနေတဲ့တရုတ်ဖီးအားကိုအေးအေးနေနဲ့ဘယ်လိုမျိုးစန့်ကျင်သွန်းလိုက်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှဝူတန်းဆွနယ်ရနေပြီးတော့မှတုံ့တက်ပြောဆိုထားတာဖြစ်ပါတယ်။ဝူတန်းဆွနယ်ဘယ်လိုမျိုးတွေဖြစ်ရမလဲဆိုတာကျွန်တော်စစ်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်။ကြောက်ဖြူ ကျွန်တော်တို့သိမ့်ပိုက်ပြီးတော့တရုတ်ကိုစီးရီးယားပြားပေးလာနိုင်တဲ့အနေအထားတရက်ကိုတိဆောက်မယ်ဆိုရင်တော့အေအေအတွက်ကပုံမူပြီးတော့ကောင်းမွန်တဲ့ခွင့်လန်းတယ်ဆိုလိုတာကအေအေနဲ့တရုတ်နဲ့စကားပြောလာနိုင်ရတဲ့အခြေအနေတွေပေါ့ဗျာကိုဘက်ကလည်းနေမီပိုင်ဆိုင်မှုနဲ့ဒီတရုတ်ရဲ့အကျိုးစီးပွားတွေအကာအကွယ်ပေးနိုင်တာစစ်ကောင်စီမဟုတ်ဘူးအေအေသာဖြစ်တယ်ဆိုတာကိုအမတ်ကနေနဲ့ဆိုလို့ချင်းစကားပြောရဆိုရတာတွေဟာပို့ပြီးတော့ကောင်းလာနိုင်တယ်ဗမာပြည်မှာရှိနေတဲ့နော်စီးရီးအနေအထားနဲ့ပတ်သက်ပြီးတော့တရုတ်အနေနဲ့ အမျိုးတစ်ခုစဉ်းစားလာနိုင်စရာအကြောင်းရှိပါဒါကြောင့်မို့တောက်ဖြူနဲ့အဲဒီတောက်ဖြူအနီးကကျွန်တော်တို့ကျွန်တော်ဒညာဝရီဒေတာစခန်းသိမ့်ပိုက်ရေးကိုပို့ပြီးတော့အလေးထားပြီးဒီဘက်ကဆောင်ရွက်လာလိမ့်မယ်လို့ကျွန်တော်ကတော့မျှော်လင့်ပါအဲ့လိုမျှော်လင့်လာလို့ရှိရင်နော်အေအေပေါ်တဲ့ရဲ့သဘောထားကလည်းကြောင်းလဲလာတနည်းအားဖြင့်ပြောရလို့ရှိရင်စစ်ကောင်စီပေါ်မှာသူကပုံယုံထားတဲ့ကိစ္စတွေဟာသူ့အတွက်နော်အာမခံချက်မပေးနိုင်ဘူးဆိုတာကိုမြင်လာပါပြီနောက်တစ်ချက်ကဘာလဲဆိုတော့အခုက တင်းဦးရဲ့ပအဝင်ဆွဲဖက်မှုတွေဆိုလိုတာကတော့လာရှုပ်ပေးလျက်တဲ့အချိန်ဒီပုံမှာမိသူတွေကအတော်လေးမကြင်မနာဖြစ်ပြီးတော့တင်းဦးကျိုးစည်းပွားတွေကိုပုံကြွဖောက်ခွဲဖို့အတွက်တာဆူးနေတဲ့အနေထားနော်ရန်ကုန်ကြီးတလုံးကရှိနေပါတယ်အဲ့ဒီရန်ကုန်ကြီးပောက်ခွဲသွားနိုင်တဲ့အနေထားကိုနော်တင်းဦးအနေနဲ့လည်းအဲစိုးရင်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့အဲ့ဒါနဲ့ကြောက်ဖြူဒေတာရဟိုစီးရထုံးနေနိုင်မှုနဲ့ကျွန်တော်တို့အညာဒေတာကပြည်သူတွေရဲ့သူ့ရဲ့ဂျင်းနံပိုင်လိုက် gas pipeline တွေကိုချင်းချောက်တဲ့လှုပ်ရှားမှုတွေပေါ်လာပြီဆိုလို့ရှိရင်ဗမာပြည်ရဲ့စည်ရည်အနေအထားနဲ့ပတ်သက်ပြီးတရုတ်ရဲ့စဉ်းစားချက်တွေကျွန်တော်တို့ကြောင်းလဲဖို့အတွက်တွန်းအားဖြစ်နေတယ်လို့ကျွန်တော်ယူဆပါတယ်။ဒါကြောင့်မို့စစ်ပွေမျိုးသိမ်းတိုက်ပွဲတွေတောက်ဖြူကိုစည်ရည်ရသိမ့်ပိုင်နိုင်မှုအနေအထားကနော်ကျွန်တော်တို့ဟိုနွေဦးတော်လန်ရေးပေါ့နော်စစ်ကောင်စီပေါ့နော်တရုတ်ရဲ့သဘောထားအပြောင်းလဲကိုဖြစ်ပေါ်စေနိုင်တဲ့အတွက်အဲ့ဒီလုပ်ငန်းကပိုအရေးကြီးတယ်လို့ကျွန်တော်မြင်နေအကြောင်းကျွန်တော်ပြောချင်တာ။ ကိုယ်စားဆိုးနေရတဲ့မြန်မာခုဆိုရင်အေးအေးနေတဲ့ကြော့ဖီမျိုးကိုပြီးသိမ်းလိုက်နိုင်တယ်ဆိုတာနဲ့ပေါ့နော်ဒီတိယနိုင်ငံရဲ့ဒီလေတာဆိုတော့ပြောလဲတော့မယ်ဆိုတဲ့အကြောင်းပြောဆိုထားတာပဲဖြစ်ပါတယ်အခုချိန်မှာဆိုတော့ကြော့ဖီမျိုးကိုကျတော့အေးနဲ့ဒီဂျန်နဲ့တလန်ရဲ့ဖွဲ့တွေကနေပြီးတော့မှပူပေါင်းပြီးတော့မှတိုက်ခိုက်နေတော့မယ်ဖြစ်ပြီးတော့မှကြော့ဖီမျိုးကဆိုတော့ကျတော့အနေနဲ့မကြခင်မှာတော့တရင်ကောင်းတွေကြောက်ဖို့ရှိတာဖြစ်ပါတယ်ဒီချိန်မှာတိယအနေနဲ့သူတို့အကျိုးစီးပွားတဲ့ကြည့်ပြီးတော့မှဘယ်ဘက်က သူတို့အကျိုးစီးပွားကိုအမခံချက်ပို့ပေးနေလဲဆိုတာကိုထည့်သွင်းစဉ်းစားရတော့မှချင်ပဲဖြစ်ပါတယ်။ AR ဆိုရင်တော့ကျွန်တော်တို့ဒီရဟန်ပင်နယ်ရဲ့ဒီရဟန်တော်အပြည့်အနိပါကိုခုဆိုရင်ထိန်းချုပ်ထားနိုင်တော့မှာမလို့မကြခင်မှာတော့ပေါ့နော်။ဒီအကျိုးစီးပွားတွေများစွာရှိနေတဲ့ ဒီရဟန်းပြည်နယ်မှာဆိုတော့ဒီတရုတ်နဲ့ကျွန်တော်အေးနဲ့ကြဘူးမျိုးဆက်ဆံရေးတွေရှိလာမလဲဆိုတော့ဆောင်းချက်မှာပဲဖြစ်ပါတယ်။တရုတ်အနေနဲ့ကျွန်တော်ပြည်သူတွေကိုဒီတက်ဖြတ်နေတဲ့စစ်ကောင်စီကိုဆက်လက်ပြီးတော့မှမယူဆန်စွာနဲ့အပိထောက်ခံနေဦးမယ်ဆိုတော့ကျွန်တော်ပြည်သူတွေမြမုံချိုးချင်းကိုခံရတဲ့ဖြင့်နောက်ထပ်ဒီတလိုင်းအောင်မြင်တယ်ဆိုတော့ပေါ့နော်ကျွန်တော်အနေနဲ့ပြည်သူတွေနဲ့ဒီတရုတ်နိုင်ငံကြားဆက်ဆံရေးမှာဆိုတော့တော်တော်လေးကိုပြတ်တောက်သွားနိုင်တဲ့အခြေအနေမှာရှိနေတာပဲဖြစ်ပါတယ်။ ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမရက်ကကကျော်စိုးကနေပြီးတော့မှဖာကမျိုးကိုကဲရဲ့လက်ထက်ကနေပြီးတော့မှအပြီးပြန်သိမ့်မယ်ဆိုပြီးတော့မှနော်စင်ခေါ်ပြောဆိုထားတဲ့အားလည်းကျွန်တော်တစ်ချက်တော့ကြည့်လိုက်ရအောင်ညကြည့်လိုက်ဗျာသူတို့ခုခံနိုင်နေဆိုဒီကားမရနေပြီးတော့ဒီဖားကလမ်းပိုင်းမှာခင်ဗျာတက်မော်ဆယ်ကြောင့်ရက်နေမှာပေါ့ဗျာလမ်းပိုင်းမှာရက်မရက်လို့ဗျာဒီဖားဒီဖားကမျိုးအနီရောက်လာတော့ကတ်နေပြီဖားကမျိုးဒီမှာလက်ရှိနေပြီးတော့ချက်ရှင်းနေတယ်တက်ဖက်မှာကျွန်တော်အင်းတော့လည်းတက်လာလေးဆက်ကြောင်းနေရှိတယ်တော့ချက်ရှင်းနေတယ် KI မှာအဲ့လောက်အင်အားမရှိတော့အင်အားမရှိရတဲ့အကြောင်းကသူတို့ရှိသမျှအင်အားကိုကျွန်တော်တို့ဒီဘမ်ဘောမှာပုံအော်ထားတာလက်ရှိဘမ်ဘောမှာလည်းတိုက်ပွဲကြီးပြင်းထန်နေတယ်အဲ့တော့ကျွန်တော်တို့ဒီဘက်ပိုင်းမှာ ဘာမှမရှိရတယ်ကျွန်တော်တို့ရဲ့တက်မော်တာတွေအတွက်ကျွန်တော်နန်ဒီဒူကြောက်တယ်ဒီကနေ့မှတောက်ဝဲလာတယ်တောက်ဝဲလာပြီးတော့ကျွန်တော်တို့ငွေယုတ်တီးဆက်ဆက်နဲ့တေချာထုတ်ပြီးတော့ကျွန်တော်တို့ဒီ90တာတို့တွေထုတ်ပြီးတော့ကျွန်တော်တို့ပို့ပေးမယ်တော်တော်များတယ်ပိတ်တာချင်းကျွန်တော်တော်တော်များများကျွန်တော်တို့လုပ်ပေးမယ်ကြော်မယ်အဲ့ဒီကနေ့ဝယ်ယူပါရေးမနေ့ပြဆားကြော်မယ်ဆားကြော်ပြီးကျွန်တော်ဒီအပိုင်းမှာရအောင်ပို့ပေးမယ်တက်မော်တာတွေတက်မော်တာတွေတော့မှကျွန်တော်တို့ရှိတယ်ပြည်သူများစွာရှိတယ်ပြည်သူတန်းပေါင်းများစွာရှိတယ် ဒီလိုသားမောင်းပြလာရှိတယ်ပြောရတယ်နော်ဒါတော့ဗမောရဲ့အခြေအနေပေါ့ဗျာအဲ့တော့ဖားကန်အခြေအနေပတ်တိုင်ဘာမှဆိုးစရာမရှိဘူးတက်မလို့ကတော့ကျွန်တော်ရခင်ကဆုံးရှုံးခဲ့တဲ့ဒီတက်မလို့စကန်ကုန်းတွေမှာပြန်ထိုင်မယ်နေမျိုးရှုံးဆုံးမွေးတွေပြန်လုံးမယ်လမ်းမိုက်ဆုံးမွေးတွေပြန်လုံးမယ်ပြီးရင်ကျွန်တော်ဖားကန်မှာရှိတဲ့ဒီကြောက်စင်းတွေမျိုးကိုပြန်ပြီးထိန်းချုပ်နိုင်ရင်လုပ်မယ်အဲ့တော့ဗျာတက်မလို့ကဒီဖားကန် area ကိုခင်ဗျာမထိန်းချုပ်နိုင်ခင်ရန်ရခင်ဗျာတတိတိရရတဲ့ကြောက်စင်းရရတဲ့ခင်ဗျာငွေရနေတာမဟုတ်ဘူးရတာဗမာဝင်နေရတာမဟုတ်တော့တရုတ်ရွှန်ဝင်နေကိုရတာရွှန်ဝင်နေကိုရတာပြီးွားရင်ခင်ဗျာတို့လက်ရှိဒီနေပြီးတော့မှလုပ်နေတဲ့ခင်ဗျာတို့မြင်ပါတယ်ဒီကြောက်မြက်ပြပွဲအဲ့တော့ကြောက်မြက်ပြပွဲမှာပြတဲ့ဒီကြောက်စင်းရဲ့ လေလံကြီးနဲ့လေလံကြီးနဲ့ခင်ဗျာအဲ့ကရိုင်ဘက်ကိုဖြတ်ထွက်သွားတဲ့ကြောက်စင်းတံပေါ်ကြောက်ဒီကရိုင်ဘက်ကိုထွက်သွားတဲ့ကြောက်စင်းတံပေါ်ပိုကြီးတယ်ခင်ဗျာဒီမှာကျွန်တော်ဟာဒီကြောက်စင်းကဟာတိမ်ပေါင်းအများကြီးတန်တာပဲခင်ဗျာအဲ့ဒီအဲ့ဒီကခင်ဗျာဆယ်စားအဆန်းစရောက်တန်တဲ့ဟာလည်းကရိုင်ဘက်ကဖြတ်ထွက်သွားတာမနေ့ဒါတော့ကြောက်စိုးကနေပြတော့မှခုဆိုရင်တို့တို့အနေနဲ့ဘာကမျိုးကိုဒီကြောက်စင်းလို့ချင်လို့လို့ပါနော် ဗန်ပြီးတော့မှရအသိမဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာဖြစ်တယ်ကျွန်တော်တို့အလုံးသိထားတဲ့အတိုင်းပဲစစ်ကောင်စစ်စစ်ကြောင်းတွေအရဆိုတော့ဒီဖခါမျိုးနယ်ကိုရောက်ရှိနေတာပြမသူတို့အနေနဲ့အင်အားချော်လောက်နဲ့လာခဲ့တာဖြစ်ပေမဲ့အခုစစ်ကြောင်းမှာဆိုတော့တရားနည်းပွားလောက်ပဲကျန်တော့တယ်ဆိုပြမကျွန်တော်တို့နောက်ထပ်သိရတာပဲဖြစ်ပါတယ် KAA PDF ပုံတဖို့ပုံနဲ့နေပြမဘောမျိုးကိုအပြေးသိမ်းနေဖို့စ조사နေတဲ့အချိန်မှာတစ်ဖက်ကနေပြမဖခါမျိုးကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စစ်စစ်ကြောင်းတွေနဲ့ပြန်ပြီးတော့မှတပ်ဖွဲ့တွေဖြစ်ပွားနေတာပြမစစ်မင်းနာနှစ်ခုဖွင့်ပြမ စတဲ့ထိုးစစ်ဆင်တန်ခိုင်းနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့အဲ့ဒီမျိုးနှမျိုးကိုဘယ်လိုမျိုးအပြစ်သိမ်းပြီးတော့မှပါနော်စစ်ခွေးတွေကိုအမုံချိနိုင်မလဲဆိုတော့တပြီးတော့မှစောင့်ချက်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့အခုဆိုရင်ဒီစစ်ကောင်စီအောက်ခြေတပ်သားတွေကိုစစ်ခွေးဆိုပြီးတော့မှအခေါ်ခံရလို့ဘောဟင်ဘလိုမျိုးခြေခွက်လောက်မြင်နေလဲဆိုတာကျွန်တော်စစ်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်ကျွန်တော်ဟိုနေ့ကမြင်းညာရဲ့မှတ်တရားကျုံးကို PDF မှာနေတယောက်ကိုမိတယ်ဗီဒီယိုကိုပြောလိုက်ရတယ်အဲ့ဒီအချိန်ကနားမခမ်းမှရောက်နေတဲ့အချိန်ကိုကျော်စိုးရောကျွန်တော်တစင်ဦးရော မတိရာယုံမှာကျွန်တော်တို့နဲ့လူမှုရေးရအရင်ရင်းပြီးတော့ကောင်မလေးမှာနည်းနည်းပေါ့နော်နှကန်းလေးတွေပါလေးနည်းနည်းထိထားတာရှိတယ်မလုပ်ပါနဲ့ဗျာလို့သူ့ကောင်းကောင်းသူ့ကောင်းကောင်းမွေးပြီးတော့တရားဥပဒေတိုင်းပဲဟိုဟာဖြစ်လိုက်ပါလို့ကျွန်တော်တို့ဗမာလူမျိုးချင်းချင်းကျွန်တော်မြင်ရတာစိတ်မကောင်းပါဘူးဆိုကျွန်တော်မျက်ရည်ဝဲလာတော့နော်ကိုကျော်စိုးဦးကမတည်ဘူးတော့တည်တယ်နော်မျက်ရည်ဝဲလာတော့ကိုလူမျိုးချင်းချင်းဗျာအဲ့လိုဟိုထိခိုက်တန်ရာတွေအဲ့လိုလက်တွေဟိုရထားတယ်အခုလို့ဝေဘွားတွေဘုံကျဲတော့ပါတော့ဗျာလူမမြင်တော့ပြောတာပေါ့ဗျာဒါကတော့ အကြမ်းဖက်လက်နက်ကန်ရှိတဲ့နေရာတွေတော့တိုင်းပြည်မငြိမ်းချမ်းမှာဖြစ်တဲ့အတွက်စိုးရင်လို့ပြောမိတာပေါ့အခုလိုလူရှင်လက်လက်ကြီးလက်ကြီးနောက်ပြန်ထုတ်ထားပြီးတော့ဒီလိုကြီးတွေအုပ်ထားတော့ကြတော့ဒါကတော့စစ်တော်ရေးရသူလည်းလုံခြုံရေးလုပ်ရတယ်ဒါပေမဲ့ကိုကဗီဒီယိုကောမှာတွေ့လိုက်တော့ကြတော့ရှင်ထဲမှာမကောင်းစိုးနေလာတာကိုလူမျိုးချင်းချင်းဟာအဲ့လိုကြီးတော့မဖြစ်သင့်ပါဘူးလို့ပေါ့နော်အမရအားလို့ဟိုကောင်းကောင်းကျွေးကောင်းကောင်းမွေးထားပြီးတော့မှဟိုဥပဒေတိုင်းလေးပဲကလေးမအောင်လုပ်လိုက်ပါလို့ညီမလေးနော်လို့နောက်ဆိုရင်ညီမလေးတက်တည်ပြီလားလို့ညီမလေးတို့ PDF တွေရတာလို့ ဟိုကိုတို့ဒီဘောနော်ကျောင်းဆရာမလေးတို့ဘာလို့တွေ့သွားရင်မရင်းနေပါရင်ကျင်အောင်မယ်လို့အခုညီမလေးကိုမိတဲ့အချိန်မှာညီမလေးကိုဘယ်သူမှဘာမှမလုပ်ဘူးနော်လို့အဲ့ဒါတရားဥပဒေစိုးမိုးမှုရှိတဲ့နေရာနဲ့တရားဥပဒေစိုးမိုးမှုမရှိတဲ့နေရာကွာတယ်လို့ကျွန်တော်ပြောလိုက်တယ်ဒီမှာဗီဒီယိုဖိုင်တွေလည်းကျွန်တော်မှရှိတယ်နော်ကျွန်တော်တို့ကအဲ့လိုကျင်နာတတ်တယ်တနာတတ်တယ်တကယ်တမ်းကျရင်မလုပ်ရဘူးအတူမှဒုက္ခမဖြစ်စေချင်ဘူးအဲ့တော့ဆောနာအကိုပြောတယ်လို့ဆိုရင်စစ်သားခမရဗျာစစ်သားမှမိသားစုနေဗျာစစ်ကိုမုန်းတာစစ်သားကမုန်းတာ ပို့ပြီးမုန်းတာကိုယ့်လူမျိုးမျိုးချင်းဒီလိုပြန်တိုက်နေရတော့မုန်းတာတက်မတော်ကနော်တက်မတော်သားဘွားမှာမိသားစုနေဗျခင်ဗျစစ်တင်ရလေးသိန်းလောက်နဲ့ခင်ဗျားတို့စုဖို့အုံတွားထားကြတော့ပို့သူတို့မှလုံနေရတာနော်အဲ့တော့ဘယ်သူမှမလုံချင်ဘူးခင်ဗျစက်ကားတော်ရှိတယ်စစ်ကိုမုန်း၍တိုက်ခဲ့သည်တဲ့ဟင်းစစ်သားနဲ့နှလုံးသားနဲ့လူစစ်သားနဲ့အသွေးသားနဲ့လူဗျစစ်သားဆိုတဲ့လူပါလေခင်ဗျမိသားစုနဲ့ပြည်သူတွေကပေါက်ွားတဲ့စစ်သားသူဘယ်လိုတိုက်ချင်ပါလဲသူ့အကြောင်းမျိုးမျိုးကြောင့်သူလုံရတာဗော စစ်သားမပင်မဲဘူးလားအဲ့ဒီဂန်လေတို့ဘနဲ့စီးပြီးတော့မှတနက်ထမ်းပြီးတော့မှကြောကိုကြီးလွယ်ပြီးချင်းခမားတို့ပြောတဲ့ချင်းတောင်းကြီးထမ်းထမ်းပြီးတော့မှခြေတန်းမှာအခုမိုးရေရွာနေတယ်ပြင်ဦးလွယ်မှာအဲ့မိုးရွာတော့အချိန်မီခုမိုးကလူပေးရတယ်မိုးကသွားလှုပ်ပေးရတယ်ဟမ်ခုမိုးရွာနေခဏကြည့်လို့ရတယ်အပြင်မှာပြမိုးတကုံရွာနေတာပြင်ဦးလွယ်ကိုယ်ပြင်ဦးလွယ်ကကြည့်ရလို့ဂုံတိတယ်အဲ့လောက်ပင်မနေတယ်စစ်သားဗျာပြောခံရတော့စစ်ခွေးရတယ်လားဒါနှစ်ပဲချောက်ဗျာလောင်းပြီနော် ဒီဇဝင်းပြောတာတော့လေ့ကြည့်လေ့ကျင်တယ်ဟုတ်ဆိုရင်စစ်ကောင်စီတပ်ဖွဲ့တွေကနေပြီးတော့မှပီတိုတွေကိုလုံးဝမတက်ဖြတ်ချင်ဘူးဆိုတော့မော်ဆာမျိုးနဲ့ ဝါရဖျံပုံပန်းလေးဆက်ပြောဆိုနေတာပဲဖြစ်ပါတယ်။ဒီကောင်အဲ့လိုမျိုးပြောနေတာကိုကျွန်တော်ပြည်သူတွေသာကြားမယ်ဆိုတော့ Gary နဲ့တောင်ပေါက်ပြီးတော့မှဒီတေးနဲ့တောင်ပေါက်မဲ့အဖြစ်မျိုးဒီကောင်တကယ်ကိုကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့စစ်ကောင်စီအနေနဲ့ပြည်သူတွေရှိတဲ့နေရာတိုင်းကိုခုဆိုရင်ပြတ်မထားဘုံချဲမှုတွေလှုပ်ဆောင်နေတာပြမကလေးသူငယ်တွေဘာမှမချခုဆိုရင်တပြတ်မှုတွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ဒါကိုကြည့်ချင်းအဖြစ်စစ်ကောင်စီအနေနဲ့တလိုင်းရဲဘော်တွေနဲ့ပြည်သူတွေတောင်မှခွဲခြားမှုမရှိတော့ဘဲနဲ့မဲမဲမြန်ဆိုပြမဆရာစုမှုပေါ်များစွာကျွလွန်ထားတာမို့လို့သူတို့ရဲ့လိုရတဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့နဲ့ပြန်ပြီးတော့မှပေးဆက်ခိုင်းမှာပဲဖြစ်ပါတယ်။ ပြီးတော့တရားလုံးအနေနဲ့ဒီဘောမအောက်တန်းစားရတဲ့စကားတွေကိုနားမအောင်မဲနဲ့ကျွန်တော်မြေပြင်မှာဆိုတော့အောင်ပွဲတွေရရှိထားတာနဲ့ညီမကြခင်မှာတော့စစ်ကောင်စီခေါင်းဆောင်တွေရဲ့ပေါ့နော်ပြမှုတွေကိုပြန်ပြတော့မှအဖြစ်ပေးအေးယူတော့မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ထပ်ဗီဒီယိုတပုတ်အနေနဲ့ AES မှထမ်းဥပဒေကြောင့်ရခိုင်လူမျိုးပြောက်ွယ်သွားနိုင်တဲ့စပရမအားချောင်ပြောဆိုထားတဲ့အရာလေးကျွန်တော်စစ်ပြတော့မှကြည့်လိုက်ရအောင်နော်။အရင်အနေနဲ့ခါချိုးချိုးနေတဲ့ရခိုင်နေ။နော်ခင်ဗျားတို့ AE ကခေါ်မယ်ဆိုလို့ရှိရင်အကုန်လုံးကိုပြန်ခေါ်ကြပါ။ကျွန်တော်တို့ပြီးမှရဲမှာ ကိုရခင်တဲ့ကရခိုင်နေဆွေးပြောင်းနေထိုင်ကြတယ်လူတွေရှိတယ်။ပြီးမှမှာဆွေးပြောင်းနေထိုင်ပြီးတော့အလုပ်ကန်စီးပွားရေးတွေအဆင်ပြေပြီးကြီးပွားချမ်းသာနေတဲ့လူတွေလည်းရှိတယ်။လက်ရှိမှာ AA ကနေပြီးတော့နိုင်ငံတော်ကပုံကန်တဲ့အတွက်ကျမတို့ပြီးမှလာကြည့်ပါရခိုင်ကြီးပဲ။ရခိုင်မှာလာကြည့်ပါရခိုင်ကြီးအများဆုံးရှိတယ်။နော်အများဆုံးကျမတို့ပြီးမှတွေကိုပြေးလာကြတယ်။အဲ့ဒီမှာပြီးမှမှာနေတယ်ကျမတို့ပြီးမှမှာကောင်းရောင်းကောင်းွယ်အလုပ်ကန်စားတော့ပြီးတော့ပြီးမှမှာ AA ချမ်းချမ်းနေလို့ရပါလေနဲ့။ နေတော့ကျွန်တော်တို့ဗမာပြည်အများဆုံးရှိတယ်ပြီးမောက်လာနေတယ်စီးပွားရေးတော့ကန်စားတော့ပြီးတော့တဖက်နဲ့လည်းအေးအေးကိုလူအားငွေအားနဲ့ထောက်ပံ့နေတဲ့ရိတ်နေတဲ့ခက်ချိုးချိုးတွေရှိရင်အကုန်လုံးပြန်ကောကြပါပြန်သွားကြပါပြန်သွားကြပါနော်ဆိုတော့အေးအေးနဲ့စဉ်းစားကြအောင်တစ်ချက်ရှိပြီးမောက်မှာရှိနေတယ်ကျွန်တော်တို့နော်ရခိုင်ပြည်အပြည်ပါနော်ချောင်းတိုင်းနယ်မြေနယ်တွေမှာရွှေပြောင်းနေထိုင်နေတဲ့ရခိုင်တွေကစီးပွားရေးရာအခြေချရှိတဲ့လူတွေကဘယ်သူမှရခိုင်ပြည်ကိုမပြန်ကြတော့တော်တော်များများကတခြားတိုင်းနယ်မြေနယ်တွေမှာအခြေချနေကြတယ် ဒါဆိုရင်ထွက်ခွာသွားတဲ့ရခိုင်တွေကလည်းပဲပြီးတို့ရခိုင်ပြည်ကိုမပြန်တော့ဘူးရခိုင်ပြည်ထဲမှာရှိနေတဲ့ရခိုင်တွေကလည်းအခုတိုက်ပွဲကြောင့်တိတ်ရမယ်ဆိုရင်ရခိုင်ပြည်ရဲ့အနာဂတ်ရခိုင်ပြည်မှာရှိတဲ့ရခိုင်လူထုရဲ့မျိုးဆက်ခင်ဗျားတို့ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ် ဘူးသူမှတော့ပြောလိုက်ရင်တော့ကျတို့ဒီ AA ရဲ့စမထမ်းဥပဒေကြောင့်ပဲရဟိုင်လိုမျိုးတွေပြောပွဲသွားတော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာဖြစ်ပြောမှာ AA ဘက်ကနေပြီးတော့မှပြပရောပြတွေမှာရှိတဲ့ရဟိုင်လိုမျိုးတွေအားလုံးကိုစတဲ့အတင်းတွင်းပို့တင်တယ်ဆိုတဲ့ကြောင့်သူကနေပြီးတော့မှအားချောင်းပြောဆိုထားတာပဲဖြစ်ပါတယ်စစ်ကောင်စီလိုမျိုးကျတို့ AA ကနေပြီးတော့မှလွတ်ဆောင်တာမျိုးမဟုတ်ဘဲနဲ့သူတို့အနေနဲ့ခုဆိုရင်ရဟိုင်ပြည်လိုမျိုးနဲ့ဖို့ဝိုင်းဝန်းချိုးဆောင်နေကြတာဖြစ်ပြီးတော့မှမကြခင်မှာတော့အားလုံးမျိုးမှန်ထားတဲ့တန်ရဟိုင်ပြည်လိုမျိုးပြီးတာနဲ့ အေးအေးနဲ့ပေါ့နော် PDF font ဖို့နဲ့ထိုးဆက်တယ်ဆိုတော့စစ်ကောင်စီတည်ရှိတဲ့နေပြည်တော်တောင်မှခြေတဖို့ခြေလမ်းပြင်နေကြတာပဲဖြစ်ပါတယ်။ဒါကိုကျွန်တော်ကြိုသိပြီးတော့မှတော်လိုင်းရဲမှာကိုရဲအနေနဲ့ပို့ပေါ်မှုပို့လို့နေတာပဲဖြစ်ပါတယ်။စခွေဘုံမတွေကတော့သူတို့ဒီတော်လိုင်းတပ်ဖို့ဝင်နေနေပေါ့နော်ကျွန်တော်လူမျိုးစုတွေပေါ်မှာဖွဲ့ခြားတချို့တဲ့နေလာတဲ့ဆက်လက်ပြီးတော့မှကျင့်သုံးနေတာဖြစ်ပြီးတော့မှဒီတော်လိုင်းရဲ့ဖြစ်လို့ဖြစ်စီပုံစံနဲ့ဟုတ်စံဆက်လက်ပြီးတော့မှလုံဆောင်နေကြတာပဲဖြစ်ပါတယ်။ ဒီပုဒ်သူမှပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးစုနေချက်တိုင်မြပပြည်သူတွေဘက်ကနေပြီးတော့မှလည်းကိုယ့်ရဲ့အမြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါရစေ။ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကိုစီကနေပြီးတော့မှမြေပြင်မှာကျွန်တော်တို့တော်လိုင်းရေးဖို့တွေကနေပြီးတော့မှစစ်ခိုးတွေကိုအမုန်းကြည့်နေတဲ့အချိန်မှာပဲလိုင်းပေါ်ကနေပြီးတော့မှအသက်ချောင်နေကြတဲ့ဒီကျော်ဆိုးတို့လိုမျိုးဘောမအယုတ်ကိုက်တွေကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာကျွန်တော်တို့ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ရှင်းကြည့်လေဒုဘက်မှာတော်လိုင်းရေးပဲအချမ်းမှာရှင်းတယ်မှာဘာလကဘာအခွင့်ရေးမှမရမနဲ့အသက်စတင်းပြီးတိုက်နေတဲ့တွေ့ကောင်းရဲပေါ်နေရှိတယ်။ သူတို့အတွက်ကူညီထောက်ပံ့မှုလိုက်စုဆောင်အလူကမင်းတို့ပြောတယ်လို့ခွက်ခောက်ပြီးတော့စုဆောင်ပြီးပို့ဆောင်ပေးနေတဲ့ထောက်ပို့တွေရှိတယ်။အဲ့ဒီထောက်ပို့တွေစုဆောင်မှုအတွက်တယောက်ကို၅ချက်နိုင်၅ချက်၃၀နိုင်၃၀ကိုယ့်ရဲ့ထွေးနှဲစားနေစဝိုင်းထက်ပေးနေတဲ့အဓိကအများစုပြည်သူတွေရှိတယ်။နော်အားလုံးဟာတုတ်တောင်ဝင်တူတူနေကြတယ်။စကားတစ်ခုတင်းနိုင်ရင်လည်းတင်ဆက်တဲ့သတင်းမီဒီယာတွေရတယ်မဟုတ်ဘဲနဲ့တင်လို့မရဘူး။အခုလိုမျိုးသတင်းမျိုးပြစ်ခတ်ပြတယ် တော့ပြည်သူတွေကတိမ့်နိုင်တိမ့်နိုင်တယ်။အော်အရင်ခေတ်ကတောင်ပိုင်းတိုင်းနော်အရင်ခေတ်ကုန်ခဲ့တဲ့ကာလတွေမှာတောင်ပိုင်းတိုင်းမတိမ့်နိုင်လို့ဒီမြောက်ပြည်ကိုတိမ့်ပြီးပြန်ပေးလိုက်တဲ့အချိန်မှာနော်မင်းတို့ပဲဟိုအမြဲပြောနေပါတယ်မြောက်ပြည်တိမ့်နေအမှန်ကမြောက်ပြည်တိမ့်လိုက်တာမင်းတို့ကိုလည်းအားလုံးတိတယ်မြောက်ပြည်မျိုးဆောက်တက်ကနေလက်နဲ့ဒီကားပနဲ့ခောက်တိုက်ပြီးပြန်ယူယူရတယ်အားလုံးလက်ယူပြီးပြခဲ့တာဟုတ်တယ်နော်မျိုးဆောက်တက်ကြီးတွေလက်နဲ့တောင်တိုက်ယူရမှာမလားမြောက်ပြည်တိမ့်နေတိတယ်မတိဘူးဆိုတာသမင်းစားတဲ့လူတိုင်းတိတယ်ကွာနော်ဒါပေမဲ့ပါလို့လေမြောက်ပြည်ကိုပြန်ပေးလိုက်တယ်အဲ့ဒီအချိန်ကျဆိုင်ပြည်သူတွေကမချိုက်မချိုက်ဘူးပြောကြတယ်ဒါပေမဲ့အခုတောင်ပိုင်းတိုင်းမှာစကားနဲ့ပြင်ပြတယ်ချက်ချင်းပြည်သူတွေအုံးထားတယ်ပြန်ပြီးတော့ ဲ့ဒါရိုးရှင်းတယ်ပြီးတော့ပဲအဆန်ကအင်မတန်ရိုးရှင်းတယ်အယောင်ဆိုးတာတခုမှမပေါ့ဟမ်เนาะအားလုံးကအသေးခံတိုက်တဲ့လူတွေကလည်းရှင်းရှင်းလေးပဲဘယ်သူမှဝေးလို့မဟုတ်ဘူးအကိုကြီးမျိုးတွေတွေ့မယ်ငါဟန်လူဟန်ဆိုပြီးတွေ့ပြန်တော့ဟုတ်တယ်မလားထောက်ဖို့လုပ်တဲ့လူတွေကလည်းအွန်လိုင်းအောင်မြင်စေထောက်ဖို့လုပ်တယ်ဝိုင်းထဲတဲ့ပြီးတော့ခွေးပြစ်ဖို့ကြည်ဖို့တော့မယ်ခွေးစားမပါဘူးတော့ဆိုတာရှိနေသေးတယ်ဖလေးနော်အဲ့ဒါကြီးတခုမှအပေါ်တွေမဟုတ်ဘူးနော်နော်လာအပေါ်တွေကဇက်ရက်ခံမယ်ဒါနဲ့မင်းတို့စစ်တပ်ဘက်အချမ်းပါ ဟာရဲဘော်မနေတေတော်မရဲ့ငရဲမလားငါငါမသိငါစခန်းမကြောက်ဟမ်အမျိုးမျိုးမြောက်ပေးတယ်အပေါ်ကမေးအောင်လည်းကောင်းပြီးအဲဝန်ကနေအမိတ်ပေးတယ်ဂျန်ပါထက်ထက်ခံထားတဲ့နော်ဒုံခွင်းစနစ်တွေခံထားတဲ့လုံကြုံစိတ်ချလာပါတယ်ဆိုတော့အဆောက်အုံတွေကနေမင်းတို့အမိတ်ပေးတယ်တိုက်တဲဟုတ်ခါခိုင်းတိုက်ခိုင်းဘယ်လိုလုပ်စစ်စစ်ရင်းနေဘယ်လိုလုပ်အဲ့ကနေအစစ်အစစ်အမိတ်ပေးတာလိုက်ကြမင်းတို့အောက်ခြေစစ်ကိုေးဘွားရောက်သွားတယ် ကိုစီရတော့ဗောနော်အခုဆိုရင်ဒီလိုမျိုးတရင်သူတွေဖန်တီးပြီးတော့မှဘီဒီယိုရင်းတဲ့ဘလုံးနေကြတဲ့ဘောမှာရုပ်ခွဲတွေကိုပြန်ပြီးတော့ဆုံးမပြဆိုထားတာဖြစ်တယ်ကျွန်တော်တို့တောင်ပိုင်းတိုင်းမှာဆိုတော့ကျွန်တော်တို့ဒီကရင်မျိုးသားဖွဲ့စည်းတွေကနေပြီးတော့မှစစ်ကောင်စီကိုတနေ့တခြားဗောနော်ပြန်ပြီးတော့မှထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးတော့မှသူတို့ရဲ့စစ်စခန်းတွေကိုလည်းများစွာတင်ပတ်ရရှိထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဘီဒီယိုဘက်ကနေပြီးတော့မှမြေပြင်မှာဖြစ်ပေါ်နေတဲ့တော်လိုင်းရောင်ဖွဲ့တရင်တွေနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်တီးရတာမို့လို့ ဒီဘုံမတွေဘက်ကနေပြတော့မသူတို့ပြောထားသလိုပဲပေါ့နော်ကျွန်တော်တို့တလိုင်းရဲပေါ်တယ်အထိနာနေတယ်ဆိုတဲ့တည်နေတယ်ရာဆိုတော့လုံးဝယုံကြည်လို့မရတော့ဘူးဆိုတော့လဲကျွန်တော်တို့ထပ်ပြီးတော့မှတည်ရလာတယ်အဲ့လိုပဲဖြစ်ပါတယ်ပြီးသူတည်ရလို့အနေနဲ့စစ်ကောင်စီရဲ့ရုံမအောင်တန်းစားလို့ရတဲ့နဲ့ပတ်သက်ပြီးတော့မှအခုဆိုရင်ပို့ပြီးတော့မှတတိကြီးကြီးထားရမှာဖြစ်သလိုကျွန်တော်ခွေပိုင်ကြာတိနေရတဲ့ဒလန်တရှိုးကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှတလိုင်းရဲပေါ်တွေအနေနဲ့လဲကိုယ့်ရဲ့တဖို့ဝင်တီတီကိုပြန်ပြီးတော့မှ စစ်ဆက်တင်နေပြီဆိုတဲ့အကြောင်းလည်းကျွန်တော်မှချက်ပြပြောဆိုလာကြတာပဲဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်အားလုံးမြန်မာထားတဲ့တိုင်နဲ့2015ခုနှစ်မှာကုန်ခင်မှာပဲစစ်ခွေးတိုက်ကိုမြို့ပြုတ်အောင်တိုက်ထုတ်သွားမယ်ဆိုပြီးမှကြီးညာထားတဲ့ပြည်သူတွေလုံးအနေနဲ့ကိုရဲအနေနဲ့ဒီဒေါ်လာရင်းမှာအပြန်ဆုံးပူပေါင်းပုံတင်နေပြီဆိုတဲ့အကြောင်းထပ်လောင်းပြောကြောင်းရင်းနဲ့ကျွန်တော်ဒီနေ့မှာပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပြည်သူများလုံးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကြမှာခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချန်နယ်နေ့တလေးပတ်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမကောင်းအောင်ပေးလိုက်ပါတယ်။